ကဲဒါရုသမီးတို့ကြီးဆရာတို့ storytelling ကနေပြီးတော့ပြန်ပြီးတော့ကြိုးစားပါတယ်။ကဲဒါဆိုဒါရုသမီးတို့ကြီးဆရာတီကဒါရုသမီးတို့အတွက်ရွေးချယ်ထားတဲ့ပုံပြင်လေးတစ်ခုရှိပါတယ်။နော်ဆိုတော့အဲ့ဒီပုံပြင်လေးနာမည်ကဘာလဲဆိုတော့ Where is the very hungry caterpillar? ကဲဒါဆိုဒါတို့မျိုးရေပုံမြင်လေးရတကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်เนาะဆရာတို့ဒီကက်တပီလက်လေးကဘာမှလဲဆိုတာကိုပုံမြင်လေးကိုဖတ်ရင်းနဲ့ဆရာနဲ့တူတူဒါတို့မျိုးတို့ကရှားမှာเนาะဆိုတော့အဲ့ဒီကက်တပီလက်လေးကသူကဘယ်နေရာမှာပုံနေတာလဲဟုတ်တယ်မလားအဲ့ဒါကိုဆရာတို့ကပုံမြင်လေးကိုဖတ်ရင်းနဲ့စိတ်ဝင်တစားနဲ့သူဘယ်နေရာမှာရှိလဲဆိုတာကိုတူတူရှားကြမယ်เนาะကဲဒါဆိုရင်စလိုက်ကြအောင် Where is the very hungry caterpillar? Is he nibbling the strawberry? No, that's a tiny ant. Is he hiding in the grass? No, that's a chirpy cricket. Is he munching the cake? No, that's a squeaky mouse. is he resting in the nest? No, that's a cheeky chick. Cheep, cheep. Is he sleeping under the leaf? Yes, here he is. Wake up, very hungry caterpillar. ကဲဒါဆိုသားတို့မျိုးကြီးဆရာတို့အခုဒီပုံမြင်လေးကိုဖတ်သွားတာကက်တာပီလာလေးကိုရှာတွေ့ပြီလားအာရှာတွေ့သွားပြီ तू ကဘာလုပ်နေလဲတိရက်ကလေးအောက်မှာ အိတ်နေတယ်ကဲဒါဆိုဒါတို့သမီးတို့ရေတအားတော်တာပဲเนาะကက်တပီလာလေးကိုရှားနိုင်သွားပြီဒါဆိုရင်ဒါတို့သမီးတို့နဲ့ဆရာတို့နဲ့နောက်ထပ်လာမယ်เนาะ story telling တွေမှာထပ်ပြီးတော့ဆုံတွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်